ဥပဒေ2008ကိုသူတို့ကိုယ်တိုင်ဖောက်ဖျက်ပြီးတော့မရှိတဲ့လမ်းကိုရှောက်တာနော်မရှိတဲ့လမ်းကိုရှောက်တာအဲ့ဒါကြောင့်လမ်းတစ်ဖြည်းဖြည်းနဲ့ပျောက်ပြီးတော့လမ်းပိတ်သွားအခုဆိုသူတို့အတွက်ကလမ်းပျောက်ပြီးလမ်းပိတ်သွားပြီနိုင်ငံရေးအရာအဲ့လိုရှိသွားပြီအဲ့လိုစီးရရကြတော့လည်းတည်ရတဲ့အတိုင်းပဲနော်ဒီကိုရီးယားစစ်သားတွေကစစ်သားစိတ်မရှိတော့တဲ့အတွက် ွင့်မင်္ဂလာပါ။နော်အာသီတဲ့ကြီးကပျောက်နေပျောက်နေကြတော့မဟုတ်ပါဘူးနော်။ကျွန်တော်ကစောင့်မျှော်နေတာ။အပြောင်းလဲတွေကိုစောင့်မျှော်နေတာ။အပြောင်းလဲတွေလုံးမဲ့တဲ့နော်။အပြောင်းလဲတွေလုံးမဲ့ဆိုအော်ဗာလီမြအပြောင်းမှလည်းမသိဘူးဆိုစောင့်နေလို့ပါနော်။အဲ့တော့အလုံးမဲ့ကျမချမ်းသာကြပါစေလို့ဆုတောင်းပေးတယ်နော်အဲ့တော့ကျွန်တော်လည်းနေကောင်းအောင်နေပါလေအဲ့တော့နော်အခုကဘာဖြစ်လို့ပျောက်နေတာလဲဘာဖြစ်လို့ အဲဘာလေးလာပြောမှာလဲဆိုတဲ့အခါကျတော့ထုံးစံအတိုင်းပဲเนาะအခုချိန်မှာလူတွေမှာစိုးရိမ်စိတ်တွေရှိနေတယ်အဲဒီစိုးရိမ်စိတ်တွေကဘာလဲဆိုတော့ဒေါ်လာကြီးကဘယ်တော့ပြီးမှာလဲ2025ကျော်ရင်နိုင်မနိုင်မမလားเนาะအဲ့လိုမျိုးစိုးရိမ်စိတ်တွေဖြစ်နေတယ်အဲ့တော့ပြောက်နေတာကတော့အပြောင်းလဲလုပ်မယ်ဆိုလို့စောင့်ကြည့်နေတာဖြစ်တယ်เนาะလာပြတ်တက်လာတာကတော့ဘာလဲဆိုလို့ရှိရင်လက်ရှိပြည်သူတွေခံစားနေရတဲ့စိုးရိမ်စိတ်ကိုเนาะ ဖြောက်ဖြက်ပေးဖို့ဖြစ်တယ်เนาะအဲ့တော့သုံးသံတိုင်းပဲเนาะကျွန်တော်ကတော့စကတည်းကပြောခဲ့တယ်ကိုယ်တိုင်ယုံကြည်လို့ပြောခဲ့တယ်တခြားလုံးလည်းပြောခဲ့တယ်ကိုယ့်ရဲ့ယုံကြည်မှုကတော့ဒါပဲအခုလည်းဆက်ပြောရမှာပဲအဲ့ဒါကဘာလဲဆိုတော့နိုင်မာတည်ကြတယ်ဆိုတဲ့အကြောင်းပဲเนาะအဲ့တော့ဘယ်လိုအကြောင်းနေအကြောင်းပဲဖြစ်ဖြစ်ဘယ်လိုသတင်းနေအကြောင်းပဲဖြစ်ဖြစ်ပြည်တွင်းကဥဆောင်မှုတွေအကြောင်းပဲဖြစ်ဖြစ်ပြပနိုင်ငံသားတွေရဲ့เนาะဟို ဟိုဘယ်လိုပြောမလဲယက်တီမှုကြောင့်ပဲဖြစ်ဖြစ်နော်တော်လန်ရေးသည်ယက်သွားကြအကြောင်းမရှိဘူးနောက်ပြန်ဆုတ်သွားကြအကြောင်းမရှိဘူးအချိန်လွန်သွားပြီ break ပုတ်သွားပြီဒါလည်းခဏခဏပြောပြီးနော်အဲ့တော့မစိုးရိမ်နဲ့တော်လန်ရေးကနိုင်မှသေးကြတယ်နော်ဘယ်လောက်ကြာမလဲဆိုတာကတော့သိရတဲ့အတိုင်းပဲခဏခဏလည်းပြောပြတယ်ဥဆောင်ဥဆောင်မှုပေါ့နော်ဥဆောင်သူတွေရဲ့နော်ကြွန့်ကျင်မှုနော်နောက်တစ်ခုကပြည်သူတွေရဲ့ယုံကြည်အားပေးမှုဒီနှစ်ခုနဲ့ပဲဆိုင်တယ်เนาะအဲ့တော့ဥဆောင်သူတွေက ယ်ကျွမ်းကျင်တယ်ကျွမ်းကျင်တယ်ဆိုတာဘာလဲဆိုတဲ့အခါကျတော့လူလူကိုနော်လမ်းပြပေးနိုင်တယ်ဟေးငါတို့ကဒါဖြစ်နေတာဒါဖြစ်နေတာဒီလမ်းကသွားရမယ်ဒီလိုလောက်ရမယ်လို့ရှင်းလင်းတိကျစွာလမ်းပြပေးနိုင်တာနံပါတ်1ကနော်ပြည်သူတွေကိုလာစီလုံးညွတ်သွားအောင်နော်ဒီတိုက်ပွဲဝင်အင်အားစုတွေစီလုံးညွတ်သွားအောင်စူးစီးနိုင်တာနော်စူးစီးနိုင်တာ နောက်တစ်ခုကရှိသမျှအင်အားတွေအကုန်လုံးကို အလေအလွတ်မရှိအောင်အတုံးချနိုင်တာဒီသုံးချက်ပေါ်မူတည်တယ်နော်အဲ့ဒီအဲ့ဒီသုံးချက်ကတိုက်ညီလို့ရှိရင်တော်လန်ရိတ်ကအချင်းချာစရာအကြောင်းမရှိဘူးအဲ့လိုမျိုးမဟုတ်ဘဲရှင်းလင်းတဲ့လမ်းကြောင်းကိုမပြသနိုင်ဘူးစူးစီးညီညွတ်ကိုနော်စူးစီးညီညွတ်မှုကိုတိဆောက်မပေးနိုင်ဘူးနောက်တစ်ခုကဗာလဲဆိုလို့ရှိရင်ခုနကပြောတဲ့နော်ရှိသမျှအင်အားတွေအကုန်လုံးကိုအလေအလွတ်မရှိအောင်အတုံးမချနိုင်ဘူးဆိုလို့ရှိရင်နော်နည်းနည်းလေး နော်ဟိုကြာကောင်းကြာသွားမယ်နော်အဲဒီသဘောပဲမပြီးစရာမနိုင်စရာတော့အကြောင်းကို မရှိဘူးနော်ဒီဒေါ်လာရနိုင်ကိုနိုင်မှာနော်စကြဲရပြောခဲ့တယ်နိုင်မှာအခုတည်းလေကျွန်တော်တို့နိုင်ဖို့အကြောင်းရာဒီရုတ်ရော့သွားတဲ့ဥစ္စာတခုမှမရှိဘူးเนาะဒီဒီအားပေးစကားလေးပြောချင်တာဒီညကကျွန်တော်အကြ ాయి ပြောဖို့မရှိပါဘူးเนาะအဲ့တော့တုတ်တုတ်တုတ်နဲ့เนาะစိတ်တမကြနဲ့ဆိုတဲ့အကြောင်းလေးကိုပြောတာเนาะအဲ့ခါကျတော့ အချက်လက်တွေနဲ့အများကြီးတိတိကျကျပြောရမှာဆိုလို့ပြောတာတွေကထပ်နေတာတခုเนาะခဏခဏဒါတွေပဲပြောနေရတာတခုနောက်တစ်ခုကအချက်လက်တွေနဲ့ထောက်ပြပြောဆိုရတဲ့အခါမှာတချို့ကိစ္စတွေအရင်မှန်တဲ့ကိစ္စတွေလည်းမပြောချင်ဘူးเนาะမှန်လွန်းရင်လည်းတိတ်မကောင်းပြန်ဘူးအဲ့ဒါကြောင့်ပြောနေကြတဲ့လက်တွေစောင့်ကြည့်ကြလို့ဆိုပြီးတော့ကျွန်တော်ငြိမ်ငြိမ်နေတာเนาะအဲ့ဒီသဘောတရားပါအဲ့တော့ပထမဆုံးပြောချင်တာကခုနကပြောထားတဲ့နိုင်မသေးကြတယ်ဆိုတဲ့အချက်ပဲเนาะ နိုင်မှာလုံးဝတည်ကြရပြရွေးကောက်ဝဲလုံးဝမဖြစ်နိုင်ဘူးမင်းအောင်လည်းအရှင်အသေးအတွက်ဖြစ်တယ်ဒါဒီသုံးချက်ကကျွန်တော်ခဏခဏပြောနေကြเนาะအဲ့ဒါအဲ့တည်းဖြစ်မှာဘာကြောင့်လဲအတိုက်တာတစ်ခုတည်းเนาะအရင်တည်းကခဏခဏပြောပြရတော်လိုင်းကြီးကရွာရောက်နိုင်တယ်ဟုတ်တော့တော်လိုင်းကြီးရဲ့အင်အားစုဆိုတာတခေးတွေမဟုတ်ဘူးတညာတတ်တွေမဟုတ်ဘူးเนาะတော်လိုင်းကြီးရဲ့အင်အားစုတော်လိုင်းကြီးကိုအင်အားစုတော်လိုင်းကြီးကိုเนาะအဆုံးထိသွားတဲ့လူတွေထဲမှာတခေးတွေမဟုတ်ဘူးတကယ်အားကိုးရတဲ့ယုံကြည်ရတဲ့လူတွေကပညာတတ်တွေမဟုတ်ဘူးเนาะအခြေခံလူသားစားဖြစ်တယ် ဘယ်တော်လဲဘယ်တော်လိုင်းရဲ့မဆိုအခြေခံလူရန်စားပုံမှာပဲမူတည်ရတယ်เนาะအဲ့တော့အခြေခံလူရန်စားဆိုတာကအခြေခံဆိုတဲ့စကားအတိုင်းဒီလူဖွဲ့စည်းတစ်ခုအတွင်းမှာဟိုးအောက်ခြေကခင်းထားတဲ့ foundation ကြီးပဲဖြစ်တယ်เนาะအဲ့ဒီ foundation ကြီးကလက်မခံတော့ဘူးဆိုရင်ပြိုတာပဲပြိုတာပဲအဲ့တော့အတိုင်းပြည်တစ်ခုတိစောက်တဲ့အခါမှာဖျားတယ်တယ်လို့ပဲဒါလည်းကနနာပြောဦးတယ်အောက်ဆုံးမှာအခြေခံလူရန်စားရှိတယ်အဲ့လိုအခြေခံလူရန်စားရဲ့အထက်မှာမှာเนาะဘယ်လိုပြောရမလဲဆိုရင်လူလက်တန်းစားတွေရှိတယ်အဲ့ဒီလူလက်တန်းစားရဲ့အထက်မှာမှာခုနကဘာလို့ ဟိုဒီတက်ပို့ပြီးတော့စီမံခန့်ခွဲနိုင်တဲ့ပညာတတ်ရှိတယ်เนาะအဲ့ဒီထက်မှာလာနတတိယတွေရှိတယ်အရာရှိအရာခံတွေရှိတယ်เนาะအုတ်ချုပ်တဲ့အစိုးရရှိတယ်ဒီလို single single သူကဈေးဒီဈေးဒီလို့ဖျားတယ်လို့တည်သွားအဲ့လိုတည်သွားတဲ့အခါမှာအောက်ခြေက foundation ရမှာခန့်မထားတော့ဘူးလက်မခံတော့ဘူးဆိုရင်သွားတာပဲထွေးထူးမစင်းသားနဲ့တော့ကဘာပြည့်နေစရာမရှိဘူးဟုတ်တယ်เนาะကဘာပြက်ပါလေဆိုမှဘယ်ပြေးမှာတော့ ျွန်တော်တို့မြေကြီးနင်းထားတဲ့ဒီကဘာမြေကြီးပြက်ပါလေဆိုမှကဘာမြေကြီးကမလက်မခံရင်ဘယ်မှပြေးလို့မရဘူးပြေးစရာမရှိဘူးအဲ့လိုပဲအခြေခံလူတန်းစားကလက်မခံမှုဆိုရင်ဘယ်အစိုးရဘယ်လိုလူမျိုးမှဘာမှကိုလှုပ်တာလို့လှုပ်စားလို့မရဘူးဒါကြောင့်မလို့เนาะဒီနေ့တော်လှန်ရေးကတော့ရောက်သွားပြီเนาะတော်လှန်ရေးကကြီးလက်ကိုပြန့်သွားပြီเนาะကြီးလက်ဒေတာအများစုစီကိုရောက်သွားရွာတွေကိုမိရှို့တယ်ပြည်သူတွေကမိရှို့ခံရတယ်ပြေးစရာလည်းနေမြင်မရှိဘူး เนาะအနည်းဆုံးထိုင်းကိုလာဖို့ဆိုတာအနည်းဆုံးသိန်း100တော့ရှိမှပြေးလာလို့ရတာเนาะအဲ့တော့ထိုင်းကိုလာနေဖို့ဆိုတဲ့လူတွေကเนาะထိုင်းဘယ်လုံးမှအခြေခံလူစားမှာစဉ်းစားဘယ်မှပြေးစရာမရှိဘူးဟိုးအနောက်နိုင်ငံဆိုတာတခါမှလည်းစိတ်ကူးမြင်ဘူးကြားလည်းမကြားဘူးဆိုတဲ့လူတွေเนาะထိုင်းနိုင်ငံဆိုတဲ့ဥစ္စာကိုလည်းเนาะပြေးဖို့ကြအောင်ဒီဒီမြတ်ဝတီတို့ဖျားတုပ်တို့ရောက်လာအောင်ကိုအာဇေယျကမရှိဘူးเนาะသူတို့အတွက်ကဘာမှရွေးချယ်စရာမရှိဘူးရင်ဆိုင်ဖို့ပဲရှိတယ် အဲ့တော့ကျွန်တော်ဟိုးတော်လိုင်းအစရတယ်ပြောတော်လိုင်းရတော့ရောက်သွားပြီတော်လိုင်းကိုတော့ရောက်သွားရင်မနိုင်ကြအကြောင်းမရှိဘူးလို့ပြောပြီးသားဟုတ်ပြီနော်လူတွေကရှောင်ရတယ်လို့ရှောင်နေတာနော်ရှောင်ရတယ်လို့ရှောင်နေတာအဲ့တော့တော်လိုင်းရဲ့နော်တော်လိုင်းရေးတိုင်းတော်လိုင်းရေးတိုင်းရဲ့အဓိကအခြေခံအကြောင်းတရားဒီအခြေခံလူတန်းစားပဲဖြစ်တယ်အဲ့တော့ဒီအခြေခံလူတန်းစားတွေပါလာအောင်လဲပဲနော် ကျွန်တော်တို့ဒီတော်လိုင်းကြီးကိုတောက်လျှောက်တွန်းပေးနေတဲ့အကိုမင်းအောင်လိုင်းကလုံးဝသူကတောင်ယူပြီးတော့တခြားဆောင်ရွက်ပေးတယ်မပြတ်မကွက်လုပ်တယ်နော်အဲ့တော့ဒီတော်လိုင်းကြီးထဲမှာအခြေခံလူလန်းစားတွေအကုန်လုံးကပါလာတယ်အဲ့လိုပဲအခြေခံလူလန်းစားတွေနဲ့ချိတ်ဆက်နေတဲ့နော်လူလက်တန်းစားတွေရဒီထဲမှာပါလာတယ်နော်အဲ့လိုပဲဒီထဲမှာမှတခါလေခုနကနော်နှစ်ပေါင်းများစွာအတွင်းမှာခံစားနေရတဲ့သူတွေကလည်းနော်စီရီယန်တွေဖြစ်တော့ပညာတတ်တွေဟိုလိုပြောပညာတတ်လူလန်းစားတချို့ကလည်းပါလာတယ် เนาะအဲ့လိုပါလာတဲ့အတွက်ကြောင့်ဒီဒေါ်လာရေးကအရှိန်လွန်သွားပြီเนาะဟိုရက်သွားစရာအကြောင်းမရှိဘူးဒါလေးကိုပြောချင်တာနောက်တစ်ခုကเนาะဟိုဒီမင်းအောင်လိုင်မှာဘာမှထွက်ပေါက်မရှိတော့ထွက်ပေါက်မရှိတော့ဘူးเนาะအဲ့သူ့တဲ့မိုက်တဲ့လူသူ့လိုမိုက်တဲ့မိုက်သူ့လိုမိုက်တဲ့လူမရှိတဲ့အတွက်ကြောင့်တရားကြားနေတာဖြစ်တယ်နောက်အကျိုးစီးပွားကတူနေတယ်အကျိုးစီးပွားကတူးနေတဲ့အခါကျတော့ ဒီတော်လန်ရေးရှုံးတာနဲ့အခွင့်အရေးပြန်လူရသားတွေအကုန်လုံးကပြိုသွားမှာအကုန်လုံးပြိုသွားမှာအကုန်လုံးပြိုသွားမှာဆိုတော့အားလုံးကအကျိုးစီးပွားကတူနေတယ်တူနေပေမဲ့လည်းသူ့လောက်မိုက်တဲ့လူသူ့လိုမိုက်တဲ့လူသူ့လိုမိုက်တဲ့လူမရှိတဲ့အခါကျတော့သူမိုက်တဲ့မြောက်ကိုပဲမျောလိုက်နေကြတာနော်အဲ့လိုမျောလိုက်နေကြတာအဲ့ဒါတကယ်ကတော့ခုနကအားလုံးကသူတို့အတွက်ကထွက်ပေါက်မရှိဘူးဆိုတော့တည်ဒီလမ်းအလွယ်ပြီးသူတို့ကဟိုဇွတ်မိုက်တဲ့လမ်းကြောင်းကိုပဲလိုက်နေရတာဒါဒါလည်းမြင်သာထင်သာပါလေကျွန်တော်ပြောနေပြောနေကြမလို့ပါဘူး เนาะအဲ့လိုအဲ့လိုဖြစ်နေတာအဲ့တော့လက်ရှိအနေထားမှာကဘာလဲဆိုတော့နိုင်ငံရေးအရာလည်းအကာအကွယ်မရှိเนาะငကိုရီးယားတိုင်းသူတို့ကြိုက်ပါတယ်ဆိုတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေ2008ကိုသူတို့ကိုယ်တိုင်ဖောက်ဖျက်ပြီးတော့မရှိတဲ့လမ်းကိုရှောက်တာเนาะမရှိတဲ့လမ်းကိုရှောက်တာ အဲ့တကြောင်လမ်းတစ်ဖြည်းဖြည်းနဲ့ပျောက်ပြီးတော့လမ်းပိတ်သွားအခုဆိုသူတို့အတွက်ကလမ်းပျောက်ပြီးလမ်းပိတ်သွားပြီနိုင်ငံရေးအရာအဲ့လိုရှိသွားပြီအဲ့လိုစီးရဲရကြတော့လည်းတည်ရတိုင်းပဲเนาะတကူရဲစစ်သားတွေကစစ်သားစိတ်မရှိတော့တဲ့အတွက်ကြောင့်ဒီစစ်တပ်ကပျက်စီးလာတာဖြစ်တယ်အဲ့တော့2000ခုနှစ်လောက်ကဗိုလ်ကြီးဖြစ်တဲ့လူတွေက2000 2000ခု25မှာเนาะ2025မှာဗိုလ်ချုပ်တွေဒုဗိုလ်ချုပ်တွေလာเนาะအဲ့လိုမျိုးတွေဖြစ်လာတဲ့အချိန်မှာအဲ့လိုမတိုက်တမ်းမခိုက်တမ်းစစ်ရေးကိုနားမလဲစစ်သားစိတ်ကမရှိဆိုတဲ့အတိုင်းအတာဖြစ်လာတဲ့အခါမှာစစ်တပ်က ပြက်လာအဲ့ဒီပြင်အင်းအားအင်းအားလည်းပဲညာထားတာအဲ့လိုဖြစ်တဲ့အတွက်ကြောင့်ဒီလက်ရှိအနေထားမှာသူတို့မှာတကယ်အင်းအားမရှိဘူးအင်းအားအရင်ပြက်သွားပြီအဲ့ပြက်သွားတဲ့ဂျာထဲမှာခဏခဏပြောရတာကိစ္စကဘာလဲဆိုလို့ရှိရင်အရာရှိနော်ခေါင်းဆောင်နဲ့ခေါင်းဆောင်ပဲအရာရှိနော်ဟိုလေလွန့်ဟိုလေလွန့်ပြုံးပြီးဘူးအရာရှိပြုံးပြီးဘူးအရင်များတယ်နော်အဲ့တော့စစ်သားတယောက်ဖြစ်ဖို့တော့၃နှစ်ကြာတယ်နော်အခုစုဆောင်တဲ့စစ်သားစုဆောင်တဲ့စုဆောင်တဲ့လူတွေကစစ်သားဖြစ်မလာဘူး စစ်ပြေးပဲဖြစ်လာပါနော်အဲ့လိုဖြစ်တဲ့အတွက်ကြောင့်စစ်သားအည်အတွက်ကယော့ယော့ယော့လာမယ်နောက်တစ်ခုကခေါင်းဆောင်နိုင်တဲ့အရာရှိအည်အတွက်ကပြုံးနှီးသွားမယ်ဒါကြောင့်သူတို့အတွက်စီမံခန့်ခွဲမှုလုပ်ဖို့ဆိုတာမလွယ်ဘူးနောက်တစ်ခုကငွေကြေးရှာပတ်လာတာနော်အဲ့တော့ငွေကြေးရှာပတ်လာတဲ့ကိစ္စလေသူတို့ရဲ့နော်ဥပိုင်ထုတ်ကုန်တွေမရောတာပြတ်သွားတာနေဆက်ဒေသတွေပိတ်ခံရတာနိုင်ငံတကာဆန့်ရှင်းလောက်ခံရတာအဲ့လိုကိစ္စတွေအားလုံးနဲ့အားလုံးဖြစ်လာတဲ့ခါမှာနော်ဖားကန့်လိုမျိုးနေရာကိုလည်းလက်လွတ်လာရတာ နော်အဲ့လိုဖြစ်တဲ့အခါကျတော့နေရာတိုင်းနေရာတိုင်းမှာသူတို့လက်လွတ်လာတဲ့အခါမှာသူတို့တော့ဝင်ဝင်မရှိတော့ဘူးဒါကြောင့်ကိုကြားဖြန့်အောင်တော့မှနော်တရုတ်ကဖိအားပေးနေတဲ့ဂျာတွေကသူတို့ကြံဖန်ပြီးတော့မျက်နှာပြောင်တိုက်ပြီးတောင်းခံနေတာဖြစ်တယ်နော်အဲဟိုကနေရွှေ့တယ်မြောက်ဝတီကိုဖမ်းတော့ဟိုဖျားသုံးသူကိုရွှေ့လိုက်ဖျားသုံးသူကိုဖမ်းတော့ရန်ကုန်ရွှေ့လိုက်ဆိုအခုတို့ကြားဖြန့်ရန်ကုန်တော့ရွှေ့သွားပြီလို့ကြားနော်အဲ့အခါကျတော့ဒီလိုမျိုးနေနေကြရတာအဲ့တော့သူတို့မှဝင်ဝင်လည်းမရှိတော့ဘူးအင်းအားလည်းအရန်နေသွားပြီအဲ့လိုဖြစ်တဲ့အတွက်ကြောင့်သူတို့ကဒီတိုက်ပွဲကို เนาะဆက်ပြီးတောင်းခံနေမှုဆိုမလွယ်ဘူးနောက်တစ်ခုကစစ်မျက်နှာစစ်မျက်နှာကအ ਨੇ ဆုံးပြင်းထန်တဲ့တိုက်ပွဲဖြစ်နေတဲ့စစ်မျက်စစ်မျက်နှာ10ခုလောက်ရှိတယ်ရခိုင်ဘက်မှာ300လောက်ရှိတယ်เนาะကချင်ဘက်မှာ200 300ရှိတယ်နောက်ရှမ်းမြောက်မှာလည်းရင်ဆိုင်ထားရတယ်เนาะကရင်ဘက်မှာလည်းရှိမတိုးနိုင်ဘူးเนาะအညာမှာလည်းပဲနေရာတိုင်းမှာပွားထားနေတယ်အဲ့တော့သူတို့ကအ ਨੇ ဆုံးเนาะအကြီးစားစစ်မျက်နှာ10ခုနဲ့ အသေးစားစစ်မှန်တာအခု20လောက်ကိုရင်ဆိုင်နေရတယ်အဲ့လိုရင်ဆိုင်နေရကကြတော့သူတို့အနေနဲ့ဒီတိုက်ပွဲကိုအဲတဏျာလေးကိုဆုဆဲရတယ်မအာယုံနေအများကြီးပြားပြီးတော့မရှိတဲ့အင်အားနဲ့ခက်ခဲလာတဲ့ထောက်ဖို့စနစ်တွေကိုနော်မကျော်ဖြတ်နိုင်တော့ဘူးဒါကြောင့်မလို့သူတို့ကကြာကြာမခံတော့ဘူးဒါကအဲ့ဒီဘက်မှာဖြစ်နေတဲ့အတိုင်းသာဖြစ်တယ်နေကိုဘက်မှာရောကိုဘက်မှာကတော့ဒီအတိုင်းပဲကျွန်တော်တို့ခဏခဏလေးပြောခဲ့ရတယ်နိုင်ငံရေးရာအားနေတယ် တို့တော့စီရေးရတော့အခြေအနေကောင်းတယ်ဒီလိုပဲပြောရမှာနော်နိုင်ငံရေးရအားနည်းတယ်နိုင်ငံရေးအားနည်းဆိုတာဒီစစ်ပွဲကိုနိုင်ငံရေးသဘောတည်ညွတ်မှုပါပဲနဲ့တိုက်နေတာပြောမယ်ဆိုရင်ဖက်ဒရယ်နဲ့ပတ်သက်တဲ့ကျွန်တော်နိုင်ငံကဗျာခုနဖြစ်လာတဲ့အနှစ်80ကျော်စစ်ပွဲရဖက်ဒရယ်ပြဿနာပဲဒီဖက်ဒရယ်နဲ့ပတ်သက်ပြီးတော့ဖြစ်လာတဲ့เนาะဖြစ်လာတဲ့ပြဿနာတွေပေါ်မှာเนาะတယောက်နဲ့တယောက်တစ်ဖက်နဲ့တစ်ဖက်เนาะ agreement เนาะသဘောတူညီမှုပြည့်ပြည့်စုံစုံ မရှိဘဲနဲ့စစ်ကိုတိုက်တာဖြစ်တဲ့အတွက်ကြောင့်နိုင်ငံရေးရအားနည်းတယ် ော်နိုင်ငံရေးအားနေတယ်ဒီလိုစစ်ပွဲမျိုးကနိုင်ခဲ့ရင်လည်းပဲစစ်ပြီးတာနဲ့ဗျမ်းမာတာကြီးနိုင်ပြီးတော့နောက်ထပ်ပြဿနာတွေကိုရင်ဆိုင်ရနိုင်သေးတယ်ဒါကြောင့်ကျွန်တော်တို့ကထောက်ပြတာနော်ထောက်ပြတာ NUCC ကိုဖျက်သိမ်းမှာနော် NUCC ကိုဖျက်သိမ်းပြီးတော့မှတိုင်းရင်းသားတွေအကုန်လုံးပါတဲ့နော်တိုင်းရင်းသားဘောင်းဆောင်အကုန်ပါတဲ့တိုင်းရင်းသားဘောင်းဆောင်လက်ခံနိုင်တဲ့နော်ဒီဟိုနောက်ထပ်ပြီးတော့ဗောနော်ဟိုအဖွဲ့အစည်းတစ်ခုကိုဖွဲ့စည်းပါဖွဲ့စည်းပြီးတော့မှနိုင်ငံရေးအရာဖြေရှားမယ် နော်နိုင်ငံရေးရာဖြေရှာရမယ်သဘောတူညီရယူရမယ်ရယူပြီးတော့မှအဲ့လိုပဲတပြိုင်တည်းထက်မှတိုင်းရင်းသားနဲ့အခြေခံပေါ့နော်အခြေခံကျွန်တော်တို့ဒီဟိုမြေအခြေခံဆိုတာမြေပြင်ပေါ့နော်မြေပြင်မှာတကယ်ဩဇာညောင်းတဲ့လူတွေပါတဲ့နော်သူတွေနဲ့တခါဟိုတရားဝင်မဲနိုင်ထားပါရဲ့သူတွေနဲ့ပူတွဲပြီးတော့မှလည်းဒီတော်လန်ရေးကိုဥဆောင်နိုင်မဲ့ကော်မတီဖြစ်ပြောင်းပြောင်းလဲရအောင် ဒါကနိုင်ငံရေးရပြုရင်ပြောင်းလဲရမယ်ကိစ္စတွေဖြစ်တယ်အဲ့လိုပြုရင်ပြောင်းလဲပြီးတော့လုံမှတာလေးနိုင်ငံရေးသဘောတူညီချက်နဲ့ဒီစစ်ကိုအဲ့ဒီနိုင်ငံရေးအဖွဲ့အစည်းကဥဆောင်ပြီးတော့တိုက်မှတာလေးကျွန်တော် တို့ကတခါတည်းပေါ့နော်ငញ្ញံရေးစီကိုတွားနေမှာဖြစ်တယ်အခုကဒီဖက်ဒရယ်ကိစ္စဒီဘလို့မှလက်လွတ်ထားလို့မရဘူးနော်ဟိုဒါအင်မတန်မှအရေးကြီးရဲ့ကျွန်တော်တို့တိုင်းပြည်ရဲ့အဓိက ပြဿနာဖြစ်တယ်နော်အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့ เนาะဒါကြောင့်ကျွန်တော်တို့ကပြုပြင်ပြောင်းလဲရေးလုပ်ပါပြုပြင်ပြောင်းလဲရေးလုပ်ပါဆိုတာတခွားခွားပြောရတာเนาะကျွန်တော်လည်းမပြောဘူးကျန်တဲ့အားနေချက်တွေဗျာခုနငွေရေးကြေးကိစ္စတွေပါလေကျွန်တော်မပြောเนาะမပြောเนาะအဲ့တော့အဓိကကမူဝါဒရေးရတဲ့ပတ်သက်ပြီးတော့ပြောရမယ်ဒီကြားထဲမှာမှာဒီအဖွဲ့အစည်းထဲမှာရှိနေတဲ့เนาะဖောက်ပြန်နေတဲ့လူတွေကိုလည်းပဲလဲရအဖွဲ့အစည်းထဲမှာဖောက်ပြန်တဲ့လူဆိုတာရှိမှာပဲเนาะရှိမှာပဲ ဲ့လိုရှိမှအခါကျဒီຢာတွေကိုလည်းအေးအေးယူပေးရမယ်လူလေးရမယ်တချို့လူတွေကိုပြောင်းမယ်အဓိကမူဝါဒရေးရပြောင်းလဲရမယ်ဒါကြောင့်ပြည့်ရင်ပြောင်းလဲရေးလို့ကိုကျွန်တော်တို့ကတိုက်တွန်းတာဖြစ်တယ်ဖြည့်ဆည်းပြဖို့ပြောတာမဟုတ်ဘူးเนาะဒါပေမဲ့ခဏခဏပြောရမှာတော့လေကျွန်တော်တို့ကပဲလာဟိုပြည်သူလူထုကိုဟိုဂျင်းထဲတလို့လို့အဲကျွန်တော်တို့ကပဲနေရာရခြင်းလို့လို့လို့တွေးခွဲတလို့လို့ကျွန်တော်တို့ကပဲစကားစဒလန်လို့လို့အဲ့လိုမျိုးတွေ အမြင်ခံရသေးတယ်သို့တော့ဒါပေမဲ့ကျွန်တော်တို့ကဒါလည်းဂိမ်းမဆိုင်ပါဘူးเนาะသို့တော့ဘယ်လိုပဲဖြစ်ဖြစ်เนาะကျွန်တော်တို့ကဒီမှာရှိတဲ့အများစုဖြစ်တဲ့ပြည်သူလူထုရဲ့ရွေးချယ်မှုပဲဖြစ်တယ်เนาะရွေးချယ်မှုပဲဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့က ဒီတိုင်းသူပြည်သားတွေရဲ့လက်ရှိတော်လှန်ရေးမှာမြန်မာပြည်မှာရှိနေပြည်သူတွေရဲ့အမြင်ကိုကျေလာအောင်သာကျွန်တော်တို့ကကျွန်တော်ယူဆအတွေးခေါ်တွေကိုမျှဝေပေးခြင်းဖြစ်တယ်လက်ခံခြင်းလက်မခံခြင်းအကောင့်ထက်ခြင်းအကောင့်ထက်ပေါ်ခြင်းပေါ်ခြင်းကတော့မတတ်နိုင်ဘူးနော်မတတ်နိုင်ဘူးအဲ့လိုတိုင်းတိုင်းရှိတယ်အဲ့တော့လက်ရှိအနေအထားကအဲလူရင်းကိုပြောရင်လက်ရှိအနေအထားဒီအဘယ်နေမှာကြီးမဆိုင်လဲအမေရိကန်မှာထရမ်ပ်တက်တဲ့ဒီမိုကရက်တစ်ပဲတက်တဲ့နော် ဲ့ဒီဥစ္စာတွေရဲ့ဒီမှာတက်ရောက်လာတဲ့အနေထားဘာမှအများကြီးမဖြစ်နိုင်ဘူး။เนาะအလုံးကကိုကျိုးစီပွားပဲ။နိုင်ငံတိုင်းနိုင်ငံတိုင်းကကိုယ်နိုင်ငံရဲ့ကိုယ်ပြည်သူလူမျိုးအတွက်ပဲစူးစမ်းကြရမှာဖြစ်တယ်။အမေရိကန်သမ္မတကမြန်မာနိုင်ငံအတွက်ကြီးခေါင်းထဲထည့်လို့ဘယ်လိုသဘောကျမလဲ။အဲ့လိုပဲတရုတ်သမ္မတကလည်းမြန်မာနိုင်ငံအတွက်ပဲခေါင်းထဲထည့်လို့ဘယ်လိုသဘောကျမလဲ။ เนาะအိမ်တော်ဦးစီးတယောက်ကအကုတ်အင်အတွက်အကျိုးစီးပွားသာလေနံပါတ်1ကြည့်ရမှာဖြစ်တယ်။ဒါကြောင့်တို့ကတို့တိုင်းပြည်တို့ကျိုးစီးပွားအတွက်ပဲအလုပ်လုပ်ကြမှာ။အဲ့ဒီအတွက်ကိုယ်နိုင်ငံသိအရေးပါလို့ရှင်တော့အရေးပါတယ်ယူဆိုင်လိမ့်မယ်။ဒါကြောင့်နိုင်ငံတကာကဘယ်တော့မှမမျှော်နဲ့လို့ကျွန်တော်ကပြောတာအဲ့တော့နိုင်ငံတကာမှာဖြစ်နေတဲ့အပြောင်းလဲတွေเนาะအဲ့အပြောင်းလဲတွေရတယ်ညီမနိုင်ငံရေးတော်လှန်ရေးပေါ်မှာအများကြီးတက်ရောက်လာမှာမဟုတ်ဘူး။လုံးဝယုံကြည်เนาะအဲ့တော့ အမေရိကန်မှာထရန့်တက်လာလို့သူတို့ရဲ့အပြောင်းလဲတည်လေမြန်မာနိုင်ငံပေါ်မှာတော်လန်ရေးပေါ်မှာအကြီးမတက်အောင်နိုင်တယ်လို့နော်တရုတ်ပြည်ရဲ့နော်သူတို့ဂျိုးစီဝါအတွက်ကာကွယ်ရေးနဲ့ကြားဖြန်တိုက်ခိုက်ရေးတွေကိစ္စတွေကလည်းကျွန်တော်တော်လန်ရေးပေါ်မှာကြီးကြီးကျယ်ကျယ်တက်ရောက်လာမှာမဟုတ်ဘူးဒီတော်လန်ရေးရဲ့ကံကြမ္မာကိုအဓိကပြောင်းလဲနိုင်ဖို့ဒီမြန်မာနိုင်ငံသားတွေပဲဖြစ်တယ်ပြည်တွင်းကသူတွေပဲဖြစ်တယ်နော်အဲ့ဒီခါကျတော့လက်ရှိပြည်တွင်းမှာတော့တည်ရတဲ့အတိုင်းပဲနော်ရှိတဲ့ရှိတဲ့ အဲဘယ်လိုပြောလဲအရင်မြစ်တွေနဲ့နော်ရှိတဲ့လူနဲ့ရှိတဲ့ရိတ်ခါနဲ့ရှိတဲ့လက်နဲ့ပစ္စည်းနဲ့နော်စူးစမ်းပြီးတော့တိုက်ယူကြတယ်ရန်သူလက်နဲ့ကိုယ့်လက်နဲ့ဆိုတဲ့သကလုံးကလည်းဒီနေ့ညင်နေရပြီဒီနေ့တိုင်းသားလက်နဲ့ကိုင်းနေတော်လိုက်ဟိုပေါ့နော်အောင်ပွဲတွေရတဲ့လူတွေအားလုံးကလက်နဲ့ကြီးတွေဟောင်းဝဇာတွေအမြောက်တွေအထိပိုင်ဆိုင်နေကြပြီနော်အဲ့လိုပိုင်ဆိုင်နေကြပြီးတော့စစ်တပ်ကနေတန်းယူတင်းယူတဲ့လက်နဲ့ကြီးလက်နဲ့ငယ်တွေနဲ့ပြန်တိုက်နိုင်တဲ့အဆင့်ကိုရောက်သွားပြီနော်အဲ့ခါကျတော့ပြည်တွင်းမှာကတော့ဒီ ဒါဒီတော်လိုင်းအနေထားဒီတိုးတက်ပြောင်းလဲနေတယ်အဲ့လိုပဲတပြိုင်တည်းမှာကျွန်တော်တို့အနေထားရပါတော့အခုဆိုရင်ကျွန်တော်တို့ဗာတရင်ကောင်းနေကြားရတဲ့ခါကျတော့ဒီဒရင်ကောင်းတရင်ဆိုတော့ရောနေတော့ကောင်းတာလေးရပါလဲဆိုတော့ PDF အဖွဲ့ချင်းချင်းပူပေါင်းလာကြတာနော်အချင်းချင်းပူပေါင်းလာမပူပေါင်းလည်းပါအချင်းချင်းကြောက်ကတ်မှရမှာအချင်းချင်းကြောက်မကတ်လို့ရှိရင်တို့နော်အမှုန့်ချေးကြည့်မဲ့သူတွေကရှိတယ်အဲ့ကြော PDF တွေတဖြည်းဖြည်းနဲ့စုစည်းလာကြတဲ့သဘောတရားလေးတွေကျွန်တော်တို့တွေ့မြင်ရတယ် နော်တွေ့မြင်တဲ့အခါမှာဒါတွေကဘယ်လိုပဲဖြစ်ဖြစ်နော်ဒီကွဲကွဲပြားနေတဲ့အဖွဲ့အစည်းတွေကိုစုစည်းလာအောင်အခြေအနေကနေတွန်းပို့လာတာနော်အဲ့တော့အခြေအနေဆိုတာကဘာကိုပြောရလဲဆိုတော့ပြောရတော့နည်းနည်းခက်တယ်ဘယ်လိုနားလည်အောင်ရှင်းပြရလဲမသိဘူးအခြေအနေကိုအခြေအနေနော်အခြေအနေအခြေခံလာပတ်ဝန်းကျင်နော်အတိုင်းဝိုင်းလို့ပြောရမှာပါနော်သူကတွန်းပို့တာ ။ तू ကလက်မှတ်ခံလို့ဘာလုပ်လို့မရအောင်။နော်ကိုကူဆရာဆိုပြီးနေလို့မရအောင်။ဆရာလေးဆရာလေးလို့ပြောနေလို့မရအောင်။လူအများစုကကိုကိုဆရာအဖြစ်လက်ခံမှာကိုကဆရာဖြစ်တယ်။လူအများစုကတကယ်ကိုလေးလေးစားစားနေတယ်ခါ။အဲ့တော့ကိုရဲ့အရေးချင်းကိုရဲ့ယာတူးကိုရဲ့ပါဝါကိုကိုကတတ်မှတ်လို့မရအောင်။နော်။တောင်းကြီးတတ်မှတ်တာဖြစ်တယ်။နော်ဒါကြောင့်မလို့ချင်းချင်းကြလို့ရှိရင် ကိုဘာပဲပြောပြောလောကကြီးရဲ့လက်မှတ်ခံရင်ဘာမှလုပ်လို့မရဘူးเนาะအဲ့တော့အခြေအနေတစ်ခုကိုတွန်းပို့လာအခြေအနေတစ်ခုကစာပိုက်ဖြစ်ဖို့အတွက် အသက်ရှင်ရပ်တည်နိုင်ဖို့အတွက်ကိုယ်တခွေလဲရပ်တည်ဖို့ခက်ခဲလာတဲ့ခါမှာပြဿနာဖြစ်လာခါမှာအလုံးစုဝေးလာတဲ့သဘောတရားပဲအဲ့တော့ဒါဒီမြေကျင်မှာကောင်းမွန်လာတဲ့အချက်လေးတွေဖြစ်တယ်အခြေအနေတွေဖြစ်တယ်เนาะအဲ့ဒီခါကျတော့လက်ရှိတော်လန်ရဲ့အနေထားဒီဟာရပ်သွားလို့ရပ်သွားဖို့မဖြစ်နိုင်ဘူးရခိုင်ဒီလား ခုနရခိုင်တပြည်လုံးကိုတိမ့်ဖို့လုပ်နေပြီတိမ့်ဖို့လုပ်နေသလိုရခိုင်ပြည်ရဲ့တည်ငြိမ်ရေးအတွက်ကလည်းပဲမဲဒီ ARU မြေအနောက်ဖက်ချမ်းလောက်ကိုတော့သူတို့ဆက်ကြိုးစားရမယ်အတိုင်းတွေရှိအတိုင်းတာတွေရှိသလိုကချင်ကလည်းကချင်တပြည်လုံးလုံမြောက်ဖို့ကိစ္စတွေဖြစ်နေပြီတပြိုင်တည်းထဲမှာပဲနော်တပြိုင်တည်းထဲမှာပဲအင်အားတွေကအဲ့ဒီဘက်ကို အားဆိုင်နေရတဲ့ခါမှာကရင်ပြည်နယ်ဘက်မှာစီတောင်စီကအဲအားမဆိုင်နိုင်တော့ဘူးမွန်ပြည်နယ်ဘက်မှာအားမဆိုင်နိုင်တော့အဲ့လိုဖြစ်လာတဲ့ခါမှာဒီဘက်မှာလည်းပဲတိုက်ပွဲကြီးတွေမတိုက်ပေမဲ့စကန်သေးလေးတွေတဖြည်းဖြည်းနဲ့တဖြုတ်ဖြုတ်ကျွေးလာတဲ့အတိုင်းတာရှိလာတယ်။နောက်ဒီကျွန်တော်တို့ဒီဟိုဘောတော့အညာဒေသဆိုလို့ရှိရင်လည်းဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ဟိုလီရင်နဲ့ဘုံကျဲတာလွယ်လို့ကျန်တဲ့အတိုင်းတာတွေရဆိုလို့ရှိရင်ကိုယ့်ဘက်ကထိုးစစ်လုပ်နိုင်တာတွေပါလိမ့်ရအတိုင်းတာလေးရှိတယ်။အဲဒီခါကျတော့အညာမှာလည်းပဲစစ်ကောင်စီက တဖြည်းဖြည်းနဲ့သူတို့လွှမ်းမိုးနိုင်မှုကြဆုံးလာတာကိုကျွန်တော်တို့တွေ့နေရတယ်။အဲ့လိုတွေ့နေကကျတော့အညာသည်စူးစီးမှုမရှိသည့်တိုင်အောင်လွတ်မြောက်လာမယ့်နေသားမျိုးတွေကျွန်တော်တို့မြင်ရပါတယ်နော်။ဒါကတော့ဒီကျွန်မလက်တွေ့မြင်နေရတဲ့အတိုင်းသာဖြစ်တယ်။အဲ့ကြတော့စီးရင်းနဲ့ပတ်သက်ပြီးတော့ကောင်းတယ်။ ောက်တစ်ခါဒီကျွန်တော်ဘကိုးတိုင်းပေါ့နော်အဲဘကိုးတိုင်းမကွေးတိုင်းနေမှာလဲအဲလှုပ်လို့ရဖြစ်လာရရှိတယ်။နော်ဒီနေ့ဆိုရင်တင်းကအပြေဘက်မှာနော်ဒီလှုပ်ရှားရေးလုတော့မယ်ဆိုတာဟာမျိုးတွေဖြစ်လာတဲ့ကိုရက်ကဆိုလို့ရှိရင်ကျွန်တော်အမြန်လန်းကိုပေါ့နော်အထင်းချုပ်တဲ့ကိစ္စမျိုးတွေတွေ့ရတယ်။နော်အဲ့လိုအခါကျတော့ဘလို့ပဲဖြစ်ဖြစ်ဒီဒီဒီပေါ့နော်တတိုင်းပြည်လုံးမှာပြန့်နှံ့နေတဲ့ဒီစစ်ကိုထိမ့်ဖို့ဆိုတာမဖြစ်နိုင်ဘူး။နော်အရင်တော့ကဒီလိုအခြေအနေမျိုးမဟုတ်တာဟာတော့အနည်း90တိတိသူတို့နိုင်အောင်မတိုက်နိုင်တာ။ အခုလိုတနိုင်ငံလုံးပြောစိတ်အောင်လို့ပြန်ကျဲသွားတဲ့နော်ပြန်ကျဲသွားတဲ့ဒီအဖွဲပေါင်းများစွာပေါ်လာတဲ့လက်ရှိຫນွေဦးဒေါ်လာရဲ့စီးရနေထားကိုမလာဘယ်လို့မှမလုပ်နိုင်တော့ဒါကြမလို့လုံးဝတည်ကြကျွန်တော်နိုင်ပါနိုင်ကိုနိုင်ပါเนาะနိုင်ငံတကာမစင်းသားတဲ့